you make me sick ကြတော့အယံကို strong ဖြစ်လုံအောင်ကြည်တယ်ပြောမယ်ဆိုရင် hush ဖြစ်တယ်ဒဲလို့ဆန်တယ်ကြိုင်ကြိုင်မကြိုင်ရင်ပြောချပလိုက်မယ်တဖက်လူနာခံတာမခံတာလားကိစ္စမရှိဘူးပြောရက်ရှိ ပြောရမှာပဲအဲ့ဒီလိုဆန်တယ်ဒါကြောင့်မလို့ဒီစကားကိုပြောတော့မယ်ဆိုရင်အယံရင်းနှီးတဲ့သူတွေတငယ်ချင်းတွေ relationship တွေမိသားစုဝင်တွေ အဲ့ဒီသူတွေကိုပဲပြောတာတင့်တော်ပါလေလုံငန်းကွေမှာလုံးဝမတုံပါနဲ့ကိုနဲ့မသိတဲ့လူဒီစကားသွားမပြောပါနဲ့ဘာကြောင့်လဲဆိုတော့ဒီစကားမှာအပြစ်တင်တဲ့လေတံပါတယ်လောက်ရအတွက် နားလေခွင့်လို့ပေးလို့မရဘူးဒီပြင်မှာစိတ်ဆိုးတဲ့အရေးငွေအတန်ကြီးပါနေတယ် you make me sick သူကမြန်မာမှာကျွန်တော်ပြောတယ် အော်နှလုံးနာဖို့ကောင်းလိုက်တာဆက်ဆုပ်ရရှာဖို့ကောင်းလိုက်တာအဲဒီလိုစိတ်ခံစားမှုဖြစ်လာပြီဆိုရင်ဒီသုံးလုံးလေးကိုသုံးရမှာဖြစ်ပါတယ်ကိုတောက်တယ်မဟုတ်ဘူးနော် အများက အမြင်ရလေဒီအတိုင်းကို မြင်တော့ပြန်ဆိုရင် you make me sick you stole money from someone who trusted you ယုံကြည်မှုကိုအလွဲသုံးစားလုပ်ပြီးတော့ပတ်စံခိုးတာ You make me sick. You use people for your own gain. de မင်းကောင်းစားဖို့အတွက်လူတွေကိုချနှင်းတာ You make me sick. You say you love honesty. Yet you lie every You ni ni day. ယောသားသားအသက်ရှင်နေထိုင်မယ်လို့ပြောပြီးမင်းနှီးတိုင်းလိုလိုလိမ်နေတာပဲ. You make me sick. ဒီလိုဆိုရင်ကျွန်တော်တို့ you let me down နဲ့ you make me sick ဒီနှစ်ခု꿰ပြခြားနာချက်ကိုသိမယ်လို့ကျွန်တော်မျှော်လင့်မိပါတယ် your questions are very welcome နောက်ဗီဒီယိုမှာတွေ့မယ်နော် bye bye မိကုန်လေးမိဖို့မိနေနော်